မေတ္တာပါရမီဆိုတာအလွန်မြင့်မြတ်တဲ့ပါရမီတစ်ခုပေါ့တတ္တဝါတွေရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့ပါဝင်ကျင်အကျိုးစီးပွားကိုလိုလားတယ်ဆိုတဲ့မေတ္တာတရားဟာလည်းပဲဖျားဖြစ်ကြောင်တရားကောင်းတစ်ခုပဲပေါ့အဲ့တော့ပါရမီမေတ္တာဆိုတဲ့နေရာမှာ ထားတဲ့အခါမှာခွဲခြမ်းခွဲခြမ်းလုပ်တဲ့မေတ္တာမျိုးမဟုတ်ရအောင်ဖျားလောင်းနေဖြစ်ခြင်းတဲ့မေတ္တာကြတော့ဘာနဲ့အလားသဏ္ဍာန်တူတော့ဆိုရင်ရေနဲ့အလားသဏ္ဍာန်တူတယ် ရေဟာဘလူအသုံးပြုပြုအညစ်အကြေးကိုဆေးကြောပေးတယ်ရေအေးဟာလူရဲ့တဏ္ဍာမှာအေးမြစေတယ်မကောင်းတဲ့လူလာလို့လဲရေကဒီတိုင်းပဲသူတော်ကောင်းလာစေလဲရေကသူ့ရဲ့အကျိုးပြုမှုကဒူးဒူးပဲနော်ကောင်းတဲ့လူဖြစ်စေ မကောင်းတဲ့လူဖြစ်စေဘယ်ပုဂ္ဂိုလ်ပုဂ္ဂိုလ်မရွေး ရေဟာ လူတွေကို အေးမြစေတယ်တန်ရှင်းစေတယ်ဆိုတဲ့အနေထားမျိုးဒီသဘောပဲတဲ့မေတ္တာဆိုတာတတ္တဝါတွေအားလုံးပေါ်မှာအကျိုးစီးပွားကိုလူလာတဲ့စိတ်ဟာတူညီစွာထားရမယ်လို့ဒီလိုပြောတာเนาะမမျှတာတဲ့မေတ္တာမျိုးမဟုတ်ဘူးအားလုံးတူညီအောင်ထားနိုင်တဲ့မေတ္တာမျိုးလေ့ကျင့်ပြီးတော့ယူရတယ်အဲ့ဒါလို့မလေ့ကျင့်ဘူးဆိုလို့ရှင်အဲအဂတိတွေဖြစ်ကုန်တာပေါ့ မလေးကျင့်ဘူးဆိုလို့ချင်းကိုထားကျင်တဲ့လူပေါ်မှာမေတ္တာထားတယ်မထားလင်ကျင်တဲ့လူပေါ်မှာအမုန်းဒီဖြစ်တယ်ဆိုတော့မမြတ်တာတဲ့မေတ္တာကြီးတစ်ခုဖြစ်သွားနိုင်တယ်ပေါ့အဲ့တော့ဘုရားလောင်းနေကြတော့အဲ့ဒီမေတ္တာကိုတိမှတ်တဲ့မေတ္တာဖြစ်ဖို့ရတဲ့ရေခဲ့သူကွက်ပြားချာနာမှုမရှိအောင်အကျိုးပေးဆောင်စွမ်းနိုင်တဲ့မေတ္တာမျိုးထားမယ်လို့သူမိတာရဲ့တဲ့ရသူကသူအဲ့ဒါမေတ္တာပါရမီဖြည့်ဖို့ဆိုတာကိုကုမြောက်အနေနဲ့ အဲ့ဒါလိုမေတ္တာကိုရွေးချယ်လိုက်